ကဘာရွှေစည်ပြန်လည်မြင့်တက်လာမှုနဲ့အတူပြည်ရင်းအခောက်ရွှေစည်ဟာလည်းမတ်လ17ရက်နေ့မတ်လ18ရက်နေ့ရက်အတွင်းကို7,900ကျွဲဝင်းကျင်ကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ မက်ရှလန်15ရဲ့နေမှာအမေရိကန်ဗဟိုဘဏ်အတွန်းလုံး3.85ရာခိုင်နှုန်းကနေ1ရာခိုင်နှုန်းအဖြစ်3.25ရာခိုင်နှုန်းမြင့်တင်ခဲ့ခြင်းကြောင့်မက်ရှလန်15ရဲ့နေကတအောင်ဆကိုဒေါ်လာ1100ဝန်းကျင်သာရှိခဲ့တဲ့ကမ္ဘာရွှေစီဟောင်းမက်ရှလန်16ရဲ့နေမှာတော့တအောင်ဆကို1128ဒေါ်လာအထိမြင့်တက်လာခဲ့ပြီးဒီကနေ့မက်ရှလန်18ရဲ့နေမှာတော့တအောင်ဆကို1130ဝန်းကျင်ကိုရောက်ရှိလာခဲ့ပါတယ်။ကမ္ဘာရွှေစီမြင့်တက်မှုနဲ့အတူပြည်ရင်းအခောက်ရွှေစီဟာလည်းမက်ရှလန်15ရဲ့နေက78,250ရှိခဲ့ရာကနေမက်ရှလန်16 ယ်နေမှာတော့တကြက်သားကို1839500အထိ1000နီးပါးမြင့်တက်ခဲ့ပြီးဒီကနေ့မတ်လ18ရက်နေ့မှာလည်း1839500ဝန်းကျင်နဲ့ဆက်လက်ဈေးမှလည်းရှိနေပါတယ်အခုလိုမျိုးကမ္ဘာပံအတုံတုံကြီးရဲ့ကြောင့်မြမရွှေစည်းလိုက်ပါလှုပ်ခတ်သလိုပြည်ရင်းမှာလည်းဧပြီလ၁ရက်နေ့မှာစတင်ကောက်ခံတော့မယ့်ရွှေကွန်ကြောင့်လည်းရွှေတုံးခဲဝယ်ယူသူများပြားနေရလို့ဈေးကွက်အတွင်းကသိရပါဗျ။ အခုလက်တော်ရဲ့ရွှေစည်းကွက်အပေါ်ကိုတော့အောင်သမารီရွှေဆိုင်ရဲ့ဆိုင်ပန်ရှင်ဥအောင်ကအခုလိုပဲတုံးသက်ပေးထားပါတယ်။အဲလောလောဆယ်ငါးရာခိုင်နှုန်းဟိုဘက်ကကောက်မလို့တန်ကြတဲ့ခါကျမီလင်းအပိုင်းဘက်ကဝယ်တဲ့လူလည်းများတယ်။အဲဘာလို့အဲ့ဒီရကြမှာကောက်ရှင်ကောက်လူကောက်ညာဆိုတဲ့သဘောထားတော့မသိဘူးပေါ့နော်။နည်းနည်းလေးမီလင်းအပိုင်းအတုံးခဲဘက်ကဝယ်ပူပြီးတော့ညောင်းရတယ်။အဲအထဲဘိုင်းကလည်းမဆိုးပါဘူးဒီရက်ကတော့အဲ့ဒီအတန်လေးထွက်လာတဲ့ခါမှာ ဟိုနည်းနည်းလေးရခိုင်နှုန်းလေးပိုများလာတယ်ရောင်းဝယ်တော့ကောင်းပါတယ်။ဒါပြင်အခုလိုမျိုးရွှေစင်းမြင့်တက်နေတဲ့ပုံကလေးစစ်ပွားရေးပညာရှင်ဦးလာမောင်ကအခုလိုပဲသုံးသပ်ပေးထားပါတယ်။ရွှေတိုင်းနေမှာဆိုလို့ရှိရင်တစ်ချက်သားဟိုထောက်ရွှေနဲ့တွက်နေတာနော်။ဟုတ်ကဲ့ဟုတ်ကဲ့။ကျွေးဟိုအခုကလက်ဝတ်ထဲရွှေတဲ့လက်ဝတ်ရတနာဆိုလို့ရှိရင်ရောင်းဝယ်ဖြစ်ရင်1%ဝယ်သူကပိုပေးရတဲ့အခွန် နော်ဟုတ်ကဲ့အဲ့ဒီတော့ရောင်းသူက1%တင်ရောင်းတော့မဝယ်ဘဲနဲ့အကြောင်းပဲများနေတယ်ရွှေဆိုင်တွေကဝယ်နေကြရတယ်ပေါ့နော်အဲ့တော့ရွှေဆိုင်တွေကဝယ်ရင်မဖြစ်လဲဆိုတော့ရွှေဆိုင်တွေကသူတို့ဝယ်နေရရင်ဈေးတင်ပါပေါ့ဆိုတော့အထက်ဈေးအတက်ပဲပြအောင်လုပ်ပါပေါ့ဟုတ်ကဲ့ပါအဲ့ဒါလည်းအဓိကကြရတယ်နော်ဟုတ်ကဲ့လူတွေအထင်သွားသွားရောင်းရင်ရွှေဈေးကတက်လာဖို့မှာပဲထပ်ပြီးတော့ ဒီကနေ့မက်ရှလာ18ရက်နေ့ရဲ့ပြင်ပဒေါ်လာလဲနှုန်းကတော့တဒေါ်လာကို1363ကျပ်ဝယ်1366ကျပ်အရောင်းနဲ့အရောင်းဝယ်ဖြစ်နေပြီးဘ ഹു ပိုင်ရဲ့တက်မှတ်ရည်ညွန်နိုင်ငံသားငွေလဲနှုန်းကတော့တဒေါ်လာကို1362ကျပ်တက်မှတ်ပေးထားတယ်လို့သိရပါတယ်